မင်္ဂလာရှိသောညနေခင်းဖြစ်ပါစေ။ဂျေဇုတော်နဲ့ညီသက်ချင်းကောင်းချီးမင်္ဂလာယေရှုခရစ်တော်ဖျားထံတော်ပါမှသင်တို့ဘော်လို့သက်ရောက်ပါစေ။ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါလေ။ကျွန်တော်ဂျေဇုတော်ကြောင့်2025ခုနှစ်နိုဝင်ဘာလ27ရက်နေ့သို့ရောက်ရှိလာပါပြီ။ပို့ဆောင်တော်မူသောဖျားရှင်ကိုဂျေဇုတင်ပါရယ်။ နေ့ရစင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆွတ်တောင်းကြပါစို့ဖဖျားနှုတ်ဘတော်ဖြစ်ဒီဆောက်ဆရာဖြစ်စီပါနတ်နေတဲ့သမာတရားကိုကိုရောယူဆောင်ဖို့ပြပါနေ့တိုင်းကြည့်ရှုသူအားလုံးကိုကောင်းချီးပေးတယ်အခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စီပါတခိရှုနာမအားဖြင့်ဆွတ်တောင်းရဝေငှပါလေဖျားအာမင်ဖျားရှင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းပါရယ်ကျွန်တော်ဟိရှာနဂရီချံအာချုံငုံပြီးကျွန်တော်နားထောင်နေပါရီ။အော်ဟိရှာနဂရီချံခန်းကြီး၁ကနေခန်းကြီး66ထိရှိပါရီ။ တော့ခန်းကြီး1ကနေ39ကတော့ဒီစီရင်ခြင်းနဲ့ဆိုင်တာတရား စီရင်ခြင်းနဲ့ဆိုင်တဲ့အနာဂတ်ကြံစကားတွေကိုရေးထားတာဖြစ်တယ်။နောက်ခန်းကြီး40ကနေ66ထိကတော့နှစ်သိမ့်ခြင်းနဲ့ဆိုင်တဲ့အနာဂတ်ကြံစကားတွေကိုရေးထားတာဖြစ်ပါတယ်နော်အဲ့တော့ဟေရှာနဂရီချမ်းကဒီတက်ကနေ66ရှိသလို တကယ်နေ33ကတမောင်းချမ်းကိုပုံဆောင်ပြီးခန်းကြီး40ရနေ66ကတမသက်ချမ်းကိုပုံဆောင်တယ်ဆိုရလေတွေ့ရပါတယ်အဲ့တော့သူရဲ့နောက်ခံသမိုင်းနေချမ်းရည်တဲ့ Prophet Hishaya နဲ့သက်ဆိုင်တာ Hishaya ရှင်ပြန်၄ပါးလက်ထက်မှာ Prophet ပြုခဲ့တာဒီဒါဒီကြောင့်များကြီးရှင်းပြခဲ့ပါပြီမနေ့ကတော့ Hishaya ငါကခန်းကြီးတကယ်နေ73ထိချုပ်ပြီးကျွန်တော်ဖော်ပြခဲ့တယ်ဒီကနေ့ကတော့အခန်းကြီး 73ကနေပြန်ပြီးထပ်ပြောมาဖြစ်တယ်အဲ့တော့ဘာလဲဆိုတော့မင်းကကြာကြီးမှာအများကြီးဖော်ပြဒီနေ့ကခကွေးခကွေးကတော့ဘာလဲဆိုတော့ဣသရေလလူမျိုးများတပါးမျိုးသားများနဲ့ပတ်သက်တဲ့တရားစီရင်ခြင်းဣသရေလတပါးမျိုးသားတွေနဲ့သက်ဆိုင်ပြီးစီရင်ခြင်းနဲ့ဆိုင်တဲ့အရာတွေကိုရေးထားတာဒါဟိရှာနဂရီချာခန်းကြီး1ကနေပြီးတော့39အထိဖြစ်တယ် တော့အဲ့မှာမှဒီဟေရှာ73ကနေ23ကိုအဲကျွန်တော်နည်းနည်းလေးဖော်ပြခြင်းနဲ့အဲ့တော့ဟေရှာနဂရီချာအခန်းကြီး73အငယ်1ကနေအခန်းကြီး74အငယ်23ထိကဒါဘာဘူးလုံတွက်စီရင်ခြင်းအဲကျွန်တော်တို့ဘာဘူးလုံဘယင်တွေကနေစားဆိုတော့ကျွန်တော်အလုံးသိတယ် PC 986မှာဒီတောင်ပိုင်းယေရုရှလင်မြို့တော်ကိုသူလာတိုက်တယ်သူရဲ့ကိုရံတော်မူပေါ့နေဘူးဇာရဒန်လို့ခေါ်တယ် အဲ့တော့သူတို့လာပြီးတိုက်တယ်ဒီယေရုရှလင်မြို့ကြီးကိုမိရှုဖျက်ဆီးတယ်ရှောင်းမောင်ကြီးစောက်ခဲ့တဲ့ဗိမာန်တော်ကြီးကိုဘာဖြစ်လဲသူတို့ဖျက်ဆီးခဲ့တာဖြစ်တယ်ပြော့ဒီရှင်မယင်ယောယကိန်လက်ထက်ကလေးကဒါတောင်ပိုင်းယေရုရှလင်မြို့ကိုအုပ်ချုပ်တဲ့ယောဗောင်မင်းကနေစကြရင်၁၈ရောက်မြောက်ပြီးရင်ယောယကိန်လို့ခေါ်ပါတယ်အဲယောယကိန်လက်ထက်ကလေးကဒီဘာလို့နိုင်ငံကိုတိုင်ရီလာနဲ့တကွသူ့ရဲ့သခင်ချင်း၃ယောက် လူငယ်ကြီးပဲအယောက်3000ကျော်အသိပညာရှင်အတတ်ပညာရှင်တွေကကြုံဖြစ်ဖန်းစီခေါ်ဆောင်ခဲ့ရတယ်။နောက်ဆုံး20ယောက်မြောက်ပြင်ဇေဒဂီလို့ခေါ်တယ်။အဲဒီဇေဒဂီလက်ထက်မှာတော့အကုန်လုံးဒီဘဗလုန်နိုင်ငံမှာကြုံဖြစ်သွားတာဖြစ်တယ်။ဒါကြောင့်လည်းဒီဘဗလုန်နိုင်ငံနဲ့ပတ်သက်ပြီးတော့စီရင်ခြင်းအဘိယသခင်ရဲ့စီရင်ခြင်းဟာ တကယ်ပဲဒီဂျူးတွေကိုအနိုင်ကျင့်ခြင်းမြန်မာနိုင်ငံဆက်ချင်းတွေကြောင့်ရောက်လာမယ်ဆိုတဲ့အတိုင်းပဲ ဒါဘာဖြစ်လို့ငါနိုင်ငံတော့စီရင်ခြင်းကရောက်လာတာဖြစ်တယ်အော်ဒီဘာဘလုံနဲ့ပတ်သက်တဲ့စီရင်ခြင်းကိုဖတ်ချင်ရေရှားနဂရီကြံခန်းကြီး73ငယ်တက်ကနေအခန်းကြီး74ငယ်73ဒီဖိုင်တွေ့ရမယ်။နောက်ခကွေးရတော့အာရှုရိအတွက်စီရင်ခြင်းရေရှားနဂရီကြံခန်းကြီး74ငယ်24နဲ့29ဒီဖိုင်ဒီအာရှုရိအာစီးရီးယားနောက်ဒါကတော့722 BC မှာဒီမြောက်ပိုင်းရှမာရိမြို့ကိုဒီအာရှုရိတွေက မြောက်ပိုင်းဣသရေလမျိုးတွေကိုဝန်သိမ်းခဲ့တယ်။မြန်မာနေဆက်ခဲ့တယ်။ဒါကြောင့်ဒီအာရှုရိရဲ့စီရင်ခြင်းသူတို့ကိုလည်းဖျားရဲ့စီရင်ခြင်းနေနဲ့ပတ်သက်ပြီးပရောဖက်ဟေရှာယအဲ့မှာအတိလင်ဖော်ပြထားတယ်။ဒါကြောင့်ဒီဟေရှာနဂရီကျန်ခန်းကြီးတက်ကနေ39ကတော့ဒါစီရင်ခြင်းနဲ့ဆိုင်တဲ့အရာတွေ။ဒါယူဒလူမျိုးတွေကိုဒုက္ခပေးတာဣသရေလကိုဒုက္ခပေးတဲ့သူတွေကိုဖျားသခင်ရဲ့စီရင်ခြင်းတွေကဒီဟေရှာနဂရီကျန်မှာဖော်ပြထားတာ။ဘာလို့သူ့လူမျိုး ကိုဒုက္ခပေးတဲ့သူတွေကိုဖျားခင်ပြန်စီရင်နေဆိုတာကိုသူ့လူမျိုးဆိုတာဖျားခင်ရဲ့လူမျိုးတော်နော်ဂျူးတွေကိုဒုက္ခပေးခဲ့တဲ့သူတွေဒီလူတွေကိုဖျားခင်ရဲ့စီရင်ခြင်းနေပြီးတော့မရီယာနိုင်ခြင်းနဲ့ဒီအာရှူရီတို့ဘာဘူးလို့ဖွဲ့တွေကိုစီရင်တဲ့အရာတွေကိုရေးထားတာဖြစ်တယ်။နောက်ဖိလိတိတို့စီရင်ခြင်းအဲ့ဒါဟိရှာနဂရကြာခဏစ်၁၄အငယ်၂၈က32ထိပါရင်ဒါဖိလစ္စတိန်တွေတော့စီရင်ချင်းကြောင်းတွေ့ရတယ်ဒီဖိလစ္စတိန်တွေကခဏခဏဒီအစ္စရေးတွေလာလာဒုက္ခပေးတယ်ခေဆဆ အဲအမျိုးမျိုးနှိပ်စက်မှုတွေလုပ်တယ်ဒါကျွန်တော်တို့ဟိုဒါဝိဒ်တို့လက်ထက်ကဆိုလဲဂေါလိယလို့ခေါ်တဲ့ဂျွန်းတနိုင်ငံသားလို့အဓိပ္ပာယ်ရတဲ့ဟလာအရက်6တောင်နဲ့တထွားပီနဲ့တွိုင်း9ပေကျော်လောက်ရှိတယ်သူရဲ့ဒီကိုခန္ဓာအမြင့်ကိုတော့6တောင်တထွားနဲ့စံစာမှာသုံးထားတယ် နောက်ဆုံးဒါဝိဒ်ကတစ်ချက်သေးနဲ့ဒီဂေါလိယက်ကိုနိုင်ခဲ့တာဖြစ်တယ်။အော်ဒီဖီလစ်စတိန်တွေလည်းအများကြီးအစ္စရေးလတို့ကပြီးအနိုင်ကျင့်တဲ့အရာတွေတော့ဖျားသခင်စီရင်ခြင်းကိုဒါပရောဖက်ဟေရှာယနဲ့ပေါ်ပြတာဖြစ်တယ်။ဒါဒီဖီလစ်စတိန်တွေဖီလစ်တီတွေကိုလည်းစီရင်မယ်ဆိုတဲ့အကြောင်းအရာဒီဟေရှာနိုင်ငံဒီဂျန်ခန်းကြီး14ငန်း17က32ခုဖန်တွေ့ရမှာ။ကဲနောက်မောဘလူမျိုးတွေတွေ့စီရင်ခြင်းမောဘဆိုတာကတော့အကျရာအလုံးသိတယ်လောတာအတုသမီးအချီးနဲ့မှားပြီးမွေးတဲ့ကလေးကမောဘ ဖြစ်တယ်သူသမီးအငယ်နဲ့မှားပြီးမွေးတဲ့ကလေးကအာမုံဖြစ်တယ်။အော်ဒီမောပါလူမျိုးတွေကလည်းအစ္စရေလကိုဒုက္ခပေးမှုတွေရှိတယ်။နော်ဒီဂျူးတွေကိုဒုက္ခပေးမှုတွေရှိတယ်။ဒါကြောင့်ဒီမောပါတွေအတွက်စီရင်ခြင်းကလည်းအေရှာနိုင်ငံကြီးဂျန်ကန်ကြီး15အငယ်တကနေ16ထိဖန်ရင်အဲ့ဒီမှာကျွန်တော်တို့သွားတွေ့ရမှာဖြစ်တယ်။ကဲနောက်ဓမ္မသက်မြို့ဒမတ်စကတ်လို့ခေါ်ရင်အဲဓမ္မသက်မြို့အတွက်စီရင်ခြင်း အဲ့တော့ဒီဓမ္မသမျိုးနဲ့ပတ်သက်တာလေစီရင်ခြင်းနဲ့ပတ်သက်ပြီးဖတ်ချင်ရင်ဟိရှာနဂရကျမ်းခန်းကြီး16တခန်းလုံးဖတ်ရင်ကျွန်တော်မှတွေ့ရမှာဖြစ်တယ်။တောင်ဒီဒမတ်စကတ်လို့ခေါ်တဲ့ဓမ္မသမျိုးနဲ့ပတ်သက်ပြီးစီရင်တဲ့အကြောင်းအရာတွေကိုလည်းအဲ့မှာအတိအလင်းဖော်ပြထားတယ်။အဲ့တော့ဒါကတော့ကျွန်တော်ဒီကနေ့73ကနေ16ထိပဲကျွန်တော်တို့ပြီးတာဖြစ်တယ်။နောက်နေ့ဒီမှာ78ကနေစပြီးနားထောင်အောင်မယ်။အဲ့ဒီစီရင်ခြင်းနဲ့ပတ်သက်ပြီးတော့ ဘုရားသခင်ကတရားတွေဆိုတာတွေ့ရတယ်သူရဲ့လူမျိုးတော်ကိုဒုက္ခပေးတဲ့သူတွေမတရားပြုတဲ့သူတွေကိုသူအများကြီးစီရင်နေနောက်နေ့မှသင်ထချရအောင်မယ်ဟောဒီယောက်ျားချင်းပြည့်အနှစ်ချုပ်ပါတွေ့ရလေဆိုတော့မတရားခြင်းမဖြောင့်မတ်ခြင်းမမှန်ကန်ခြင်းအနိုင်ကျင့်ခြင်းအဲ့ဒီຢာတွေရဲ့နောက်ွယ်မှာဘုရားသခင်ရဲ့စီရင်ခြင်းတွေအမြဲခံရတယ်တရားခြင်းတကယ်ကိုတမန်တမန်ချခြင်းဖြောင့်မတ်မှန်ကန်ခြင်းရဲ့နောက်ွယ်မှာတော့ဘုရားရဲ့ကိူနာရှိတယ် ဒါကြောင့်အနစ်ချုပ်စကားလေးတစ်ခုပြောပြီးဒီကုန်းချုပ်ချစ်တယ်။လောကမှာအတူဟောင်းနဲ့အမြင်ဟောင်းတွေကလူကိုဆွဲချတတ်တယ်။ပြန်ပြောမယ်တဲ့အတူဟောင်းတဲ့အမြင်ဟောင်းတွေကလူကိုဆွဲချတတ်တယ်။အဲဒါပေမဲ့လေတိတ်ဟာနှလုံးသားအစ်စ်နဲ့အသက်ရှင်ခြင်းဟာဖယားကယူနာ ပြန်ခံစားရ။ဟောကျမ်းစာထဲမှာဒီဘုရားသခင်စီရင်ခြင်းခံရတဲ့သူတွေရဲ့အသက်တာမှာသူတို့မှာအတူဟောင်းတွေအမြင်ဟောင်းတွေပရိယာမှုတွေအနိုင်ကျင့်မှုတွေအများကြီးရှိတယ်။ ဒါကြောင့်လည်းဘုရားသခင်ကသူ့ကိုစီးရင်တယ်။ဒါကြောင့်ဒီနေ့သင်ကိုလောကကြီးကဘာတွေအနိုင်ကျင့်ပါစေသင်ဘုရားနဲ့ပဲသွားသင်နှလုံးသားအသက်နဲ့ပဲအသက်ရှင်သင်မှာဂိယူနာသက်ခံစားရမှာဖြစ်တယ်။ဒါပေမဲ့သင်ကိုအနိုင်ကျင့်တဲ့အရာတွေကိုဘုရားသခင်ကမလုပ်မလဲစီးရင်မယ်ဆိုတာဒါဟေရှာယအနာဂတိကျအဖြစ်အဲကျွန်တော်တွေ့ရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့တရားခြင်းမတရားခြင်းဖြောက်မှတ်ခြင်းမဖြောက်မှတ်ခြင်းကိုမြင်တာဖျားသခင်ပဲဒါကြောင့်ဂျူးတွေ ဣသရီတွေကိုဒုက္ခပြီးတဲ့ဒီဘာဘူးလုံတို့အာရှူရီတို့ဓမ္မသက်တို့ဆက်သဖြင့်ပေါ့နော်ဒါရှူရီပီရဲ့မြို့တော်လို့ပြောရင်လည်းမမှားဘူးဓမ္မသက်မြို့ဖြစ်တယ်အဲ့တော့ဒီနော်အာကျွန်တော်တို့ကျမ်းစာထဲမှာဒီလူတွေဟာအများကြီးသူတို့စီရင်ခြင်းခံရတယ်။တောက်ဒီနေ့သင်သက်တာမှာစီရင်ခြင်းကင်းဖို့ဖခင်ရဲ့ဂယုနာလွှမ်းခြုံခြင်းခံရဖို့ အတွေးဟောင်းနဲ့မသွားနဲ့အမြင်ဟောင်းနဲ့မသွားနဲ့အတ္တတာဟောင်းနဲ့မသွားနဲ့နှလုံးသားဟောင်းနဲ့မသွားနဲ့နှုတ်ကပတ်တော်နဲ့သွားနှလုံးသားသက်နဲ့သွားကယုဏသက်ကိုဖျာရှင်ကပြီးပါဖြစ်တယ်ကျမ်းစာဘုရောက်ချင်းစီတိုင်းဖျာသခင်သာ၍ကောင်းချီးပေးပါစီ God bless you all ကျွန်တော်လည်းတင်တာနေညနေချိန်ကျွန်တော်ချန်နဲ့ခေရှားနိုင်ငံကြီးခန်းကြီး78ကနေစပြီးကျွန်တော်ပြန်ပြီးလာထောက်သွားမှာဖြစ်ချောင်းဖော်ပြလို့ရကျွန်တော်ဖြစ်ဆွကျင်ညာစရာတော့နတ်ဖာနနတ် 6နိုင်မှ7နိုင်အတွင်းမှာကျွန်တော်ကြရင်ယုံကြည်နေခြင်းတွေမှာအာယုံဦးဝိပုကိုယ်ခွင့်ချင်းရှိမှာဖြစ်တယ်ကျွန်တော်ပဲဓမ္မဒေသဝေငှမှာဖြစ်တယ်ယုံပိတ်ကြောင်းပိတ်တဲ့နေ့ဖြစ်သောကြောင့်အားလုံးဓမ္မပရိသတ်အကုန်လုံးလာနိုင်ကြောင်းလေးထွေးစွာကြိုဆိုသလိုကျွန်တော်လာမယ့် Sunday 23ရက်17လ2025တကယ်လို့ဝိပုကိုယ်ခွင့်ချင်းနဲ့9နိုင်ကနေ17နိုင်အတွင်းဖြစ်ပါတယ်အဲကျွန်တော်ပဲနှုတ်ကတော်ဝေငှမှာဖြစ်တယ်တိသရှင်ရှိုင်းဝေရန်တိသရှင်အငယ်လေးတို့ရဲ့ချီးမွမ်းခြင်းတွေကျွန်တော်ချားရမှာဖြစ်သလို့ worship leader ဖြစ်မှ treasure ဟူဆောင်မှာဖြစ်တယ်ကျွန်တော်နှစ်ခွက်တော်ဝေငါမှာဖြစ်တယ်အားလုံးကိုနှွေးထွေးစွာကျွန်တော်ကျေးဇူးတယ်အဲရန်ကုန်မှာရှိတဲ့ဓမ္မပရိသတ်အားလုံးလာနိုင်တယ်လို့နေနဲ့ပြပပရိသတ်တွေကိုတော့ကျွန်တော်ဒီ page ကနေပဲ live link ပေးမှာဖြစ်ချောင်းပေါ်ပြလို့ရတယ်ဒီနေ့ချစ်စုသူအားလုံးကိုဖြတ်ရှင်သား၍ကောင်းချီးပေးပါစေရင်သက်ချင်းရှိပါစေကျွန်တော်လိလာနေတဲ့ဟေရှာနဂရီကျန်ခြုံငုံလိလာနေတဲ့အချောင်းညာကတော့လာမယ့် Monday မြန်မာစံတော်ချိန်ညနေ3:00ခွဲမှာ ယေရှုနာဂရီဂျန်ခိုင်း78ကနေစပြီးပြန်ပြီးနားထောင်သွားမှဖြစ်ကြောင်းဖော်ပြလို့ရတယ်။ယေရှုသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ။စစ်တောင်းကောင်းချီးခံယူကြပါစို့။ခမည်းတော်သားတို့သာရှင်သောဝိညာဉ်တော်မှသူဖခင်ထံတော်ပါမှကောင်းချီးဖြတ်ပြလိ။ကျွန်တော်အားလုံးပေါ်သို့၎င်းဒီကနေ့မိုးနေ့ရှင်များမြန်လာနှစ်ပတ်လည်ကြောက်တော်သူများဘုံတော်ဝန်စားတဲ့သူတွေရဲ့ချက်ရှိတဲ့မိသားစုတွေနဲ့သိမှုရခြင်းနဲ့တကွာယေရှုရဲ့ online ပရိသတ်များမြန်မာပြည်နဲ့တဘာကြီးပေါ်သို့ယနေ့မှစပြီးကာလအစမြဲကောင်းချီးဖြတ်ပြတိုက်ရောက်တည်ရှိတည်နေပါစေသော။အာမင်။ ကျေးဇူးတင်ပါတယ်ချစ်ရှိသူအားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေပြန်လည်တွေ့ဆုံကြပါစို့သာဆုံးမြေကြီးမာရမှုပဲကျင်းတယ်အကြံစီတော့ချင်းမာတဲ့စီအရာရာကြီး